ရခင်ကျောက်ခုမျိုးနီး9မိုင်ဝန်းကျင်နဲ့တရားဝတီရေးတပ်ဌာနချုပ်နီး6မိုင်ဝန်းကျင်ပတ်လည်တို့တွင်သာတိုက်ပွဲများရှိခဲ့တော်လဲယခုစစ်တပ်ကလက်နက်အင်အားလုံးရင်းဖြင့်တံပြန်ထိုးစစ်များလုပ်လာသဖြင့်မြို့နယ်10မိုင်ဝန်းကျင် ရေးတပ်ဌာနချုပ်နဲ့10မိုင်ဝန်းကျင်ထိတိုက်ပွဲများဖြစ်လာကြောင်းဒေသခံများကပြောပါတယ်။မင်းပြင်ရွာနားတဝိုက်မှာတိုက်ပွဲရန်ပြင်းထန်နေတဲ့ကိုဘက်ကတိုင်းချောင်းကိုပေးလိုက်ရတော့စစ်တပ်ကရှေ့တို့လာတာကိုပြန်တိုက်နေတာအခုတော့မင်းပြင်နားဝန်းကျင်တိုင်းချောင်းနားတဝိုက်အဲ့ဒီနားတွေမှာနေတိုင်းပြင်းပြင်းထန်ထန်ဖြစ်တဲ့လေချောင်းကလည်း တောက်ရောက်ကျင်းနေတာလို့မြေပြင်တွင်ရှိနေသောအေအေနှင့်ညီဆက်တီတရင်မြစ်တို့ကပြောပါတယ်စစ်တပ်ကနိုဝင်ဘာ14ရက်နေ့တွင်အေအေထိန်းချုပ်ထားခဲ့သည့်တန်းချောင်းတောင်စခန်းကိုတင်ပိုက်ခဲ့ပြီးကြောက်ဖြူမျိုးနှင့်ဆယ်မိုင်ဝန်းကျင်ကွာရေနံတောင်ချောင်းဝမင်းပြင်ရွာညီတို့ဝိုက်အေအေစခန်းများကိုပါဆက်လက်ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်ယခုအခါမင်းပြင်စခန်းကိုအေအေကပြန်ရသွားခဲ့ပြီးမင်းပြင်နှင့်တန်းချောင်းကြားတန်းချောင်းနှင့်မင်းသက်တောင်ကြောက်ဖြူမျိုးနှင့်ရေတပ်ဌာနချုပ်တို့သွားရာလမ်းဆောင်ကြရှိစစ်စခန်းများကိုအေအေက ပြန်လည်တိုက်ခိုက်နေသည်ဟုမြေပြင်သတင်းမြစ်များကပြောပါတယ်။နယ်မြေတွေပြန်သိမ်းဖို့လုပ်နေတာစစ်တပ်ဖက်ကြတာတွေရှိတယ်လို့ကိုဘက်ကတော့ဆိုးလိုက်တက်လိုက်နဲ့လုံးနေတာဒီကောင်တွေအခုတန်းချောင်းသားထိပြန်ဆုတ်သွားပြီးကိုဘက်ကပြန်ပြီးအားသာနေတယ်လို့အေးအေးနဲ့နှီးဆက်သည့်အထက်ပါသတင်းမြစ်ကပြောပါတယ်။အခြေစိုက်တဲ့ရင်၃ခုရဲတဲ့ရင်တစ်ခုရေတက်ဌာနချုပ်ပါဝင်ရေတက်စခန်း၃ခုရှိသောကြောက်ဖြူမြို့နယ်တွင်စစ်တပ်ကယခုလပိုင်းအင်အားထောင်ချီဖြည့်တင်းထားပြီးတင်ကားများလည်းရောက်ရှိနေကြောင်းတရုတ်ကလည်းဒယုံနှင့်မြပညာကူညီများထောက်ပံ့ပေးနေကြောင်း ဒေတာခန်တရင်မြင့်များကပြောပါရယ်နိုဝင်ဘာလ18ရက်နေ့လယ်ပိုင်းမှာပင်ကြောက်ဖြူမြို့နယ်ကြောက်ကလေးရွာလက်တင်ရွာတို့ကိုလည်းဘုံကျဲတိုက်ခိုက်ခဲ့ပါရယ်ရင်းတို့တိုက်ပွဲများကြောင့်ကြောက်ဖြူမြို့နယ်ကြေးရွာပေါင်း20ဝန်းကျင်မှာဒေတာခန်ပြည်သူများမှာဒေးလို့ရတဲ့ရှောင်နေကြရပြီးလူဦးရေတသောင်းဝန်းကျင်ထိရှိနိုင်ကြောင်းစစ်ပေးရှောင်ရေးကူညီပေးနေသူများကပြောပါရယ်မင်းပြင်းတို့တောင်ကိုလို့ဆိုတာကအရင်ကစစ်ပေးရှောင်တွေနေကြတဲ့နေရာအခုအဲ့ဒီရွာတွေလည်းအကုန်လုံးထပ်ပြေးကြရတဲ့ဒီလိုလေရင်တွေလာနေရင်မနေရတော့ဘူးလေလူက ထောင်ချီမဲ့ထက်ရွှေ့ကြရတာဒါတောင်းလောက်တောင်ရှိမယ်လို့စစ်ပေးဆောင်ရေးကူညီပေးနေတအိုးကပြောပါတယ်။ထိုစစ်ပေးဆောင်များအတွက်ယာယီခိုလုံရနေရာနဲ့အခြေခံစားနေရခါများအရေးပေါ်လိုအပ်နေကြောင်းလဲစစ်ဆောင်ရေးကူညီပေးနေသူများက ပြောပါတယ်။နိုဝင်ဘာ16ရက်နေ့တည်ရတဲ့တရင်ကတော့စစ်ရေးရရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့ကနေဒီတောင်ကို PDF ဇိုလန်2023နိုဝင်ဘာမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အခုနှစ်အောက်တိုဘာလကုန်ပိုင်းကမြန်မာစစ်တပ်ရဲ့ထိုးစစ်မှာပြန်လည်လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။ မြန်မာစစ်တပ်ကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာလို့စုပွားခဲ့ရတဲ့ဒီဒိန်မြို့နယ်ကကနေဒီတောင်တက်စခန်းနေရာကိုနိုဝင်ဘာ16ရက်မှာပြန်လည်ထိန်းချုပ်ဝင်ပြီဖြစ်ကြောင်းချင်းညီနောင်ဖွဲ့ဝင် PDF ဆိုလန်ကထုတ်ပြန်ပါတယ်။အော်တိုဘာ26ရက်မှာထိုးစစ်ဆင်လာတဲ့စစ်ကြောင်းတွေကိုဗျူဟာအရခေတ်သက်ဆောင်ပေးခဲ့တာဖြစ်ကြောင်းအသိပေးပြီးကနေဒီတောင်ကို PDF ဆိုလန်တက်တွေပြန်လည်ထိန်းချုပ်ဝင်မှုရုပ်တံကိုခေါ်ပြပါတယ်။ရွေးကောက်ပွဲခင်းရောက်ရေးအတွက်အလုံးရင်းနဲ့ချီတက်လာကြတဲ့စစ်တပ်ရဲ့ရွေးရစစ်ကြောင်းများကိုချင်းညီနောင်ကနေ ဗျူဟာယခေတ္တရှောင်ပေးခဲ့ပြီးတော့ယနေ့နိုဝင်ဘာလ၁၈ရက်နေ့မှာပြန်လည်ထင်းကျုံနိုင်ခဲ့ပြီဖြစ်တဲ့အကြောင်းကိုဗီဒီယိုဖိုင်များနဲ့စာထုတ်ပြန်ချက်များကိုလည်းတည်တံ့ပြန်လည်ပြီးတော့မှ DPDX ဆိုလည်း Facebook စာမျက်နှာကနေတင်ပြပေးသွားမှာဖြစ်တယ်လို့တာဝန်ရှိသူတဦးကပြောကြားခဲ့ပါတယ်စစ်တပ်ဟာချင်းပြည်နယ်မြောက်ပိုင်းတိုးစစ်ကိုအော်တိုဘာလကောင်မှာမြေပြင်လေကြောင်းအုံပြူစစ်အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာလို့ချင်းညီနောင်ချင်းပြည်ကောင်စီနဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ရရှိပါတယ်စစ်ကိုင်းတိုင်းကလင်းမြို့နယ်ဘက်ကနေ ဒီတိမ်မျိုးနဲ့တိုင်းရင်းဒေသဘက်ပေါ်မြေပြင်ကစစ်ကြောင်းဖိုးလာတယ်လို့ဒီတိမ်မျိုးကိုစစ်တပ်ကရဟရင်နဲ့26ကြိမ်စစ်အင်အားပို့ပြီးဒီတိမ်မှတိုင်းရင်းဘက်ကိုထိုးစစ်ဆင်လာတာဖြစ်ပါတယ်။မြန်မာစစ်တပ်ထိုးစစ်ကိုချင်းတော်လန်ရေးတပ်ဖွဲ့တွေကခုခံတိုက်ခိုက်ခဲ့ပေမဲ့နေရာချို့ကိုလက်လွတ်ဆုံးရှုံးခဲ့ပြီးကလေးတိုင်းရင်းဒီတိမ်တန်းကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းစကိုင်းတန်းကလေးမျိုးနယ်တန်းနဲ့ဖလန်းမျိုးနယ်ဝေဘူးလက်ဘက်ကိုမြမတက်မတော်ကစစ်အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်ခဲ့ပြီး ဝေဘူးလက်မျိုးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ချင်းညီနောင်နဲ့ချင်းပြည်ကောင်စီဒေါ်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကခုခံတိုက်ခိုက်ခဲ့လို့ဖလန်းနဲ့ဆဲနစ်မိုင်းခက်ကွာမနီဘူယာမြင်းကြီးပါဝင်ကလေးကန်ကိုတီးတိမ်ဖလန်းဆတဲ့မြို့နယ်တွေမှာနိုဝင်ဘာလအတွင်းတိုက်ပွဲတွေဆက်ရှိခဲ့ပါတယ်။